ကျောက်ဖျားမြေကန်တဲ့ဘေးမှာတည်ရှိပါတယ်။ဘေးမှာတော့သက္ကွန်ရာစုနဲ့ပဲတည်ဆောက်ခဲ့ပြီးပထိုးတော်ကိုသက္ကွန်ရာစုနဲ့ဒုတိယမြောက်ဘရင်ရာမမင်းလက်ထက်မှာတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ဘွားလုံးဖျားသည့်ယုဒိယနေပြီးတော့လက်ထက်မတိုင်ခင်တည်းကတည်ရှိခဲ့တဲ့ရှေးအောင်စီတီတဆူဖြစ်ပြီးရှေးခေတ်ခမာလူမျိုးတို့ရဲ့ရင်ကျုံမှုလက်ရများကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ လုံးလာမယ်ဆိုရင် BDS စီလုံးလိုင်းစပန်သားစင်ဂိတ်မှာဆင်းပြီးလေခဲရနဲ့တဆင့်သွားရောက်ဖူးမြော်လို့ရပါတယ်။နောက်ထပ်လည်းလက်ပတ်ဆရာအကြောင်းအရာတွေနဲ့ဘူးသူရရစရာအကြောင်းအရာတွေကိုတင်ဆက်ပေးပါမယ်။ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးပါအောင်လို့တောင်းဆိုပါတယ်။